်အခုနပြောသလိုပေါ့လောဘကြောင့်ဒေါသကြောင့်မောဟကြောင့်မာနကြောင့်မိုက်တယ်တဲ့အဲ့ဒီလိုလွန်လွန်ကဲကဲမိုက်နေတဲ့လူကိုကိုကမပောင်းခြင်းလူဆိုရင်ရှောင်လို့ရပါတယ်နော်ဖုန်းလီကိုတိုင်းလည်းအဲ့ဒီလိုမကောင်းတဲ့သူတွေနဲ့ပောင်းမိတယ်နောက်မှသူမကောင်းမှန်းသိတဲ့အခါကျတော့ရှောင်ပါတယ်ဖះဟောတာလေးရှိတယ်ဗျဥချိုရှိတဲ့တတ္တဝါကို ဝေဝေကနေရှောင်အစိမ့်ရှိတဲ့တတ္တဝါကိုလည်းဝေဝေကနေရှောင် ဒါပေမဲ့လူမိုက်ကိုကျတော့တယုံတယုံလေးမဟုတ်ဘူးအရက်တေသားပါစွန့်ပြီးတော့ရှောင်ရမယ်တဲ့ဘာဖြစ်လို့လဲတော့အဲ့ဒီတတဝါတွေထဲလူမိုက်ကပို့ပြီးတော့ကြောက်စရာကောင်းတယ်ပို့ပြီးတော့ကိုယ့်ကိုဒုက္ခပေးနိုင်လို့ပါပဲစဉ်းစားကြည့်ပါအချောင်းရကပါလဲဆိုတော့ကိုယ်စိတ်ထဲမှာ လောဘတွေဒေါသတွေမောဟတွေမာနတွေဖြစ်မလို့လားဖြစ်နေတယ်နော်အဲ့ဒီတော့လောဘတွေကကိုယ့်ကိုမကောင်းတာမမှန်တာမတရားတာကိုလှုပ်ဖို့ကိုရော် မတိုက်တွန်းဘူးလားတိုက်တွန်းတယ်နော်အဲ့ဒီလိုကိုယ်စိတ်မှာဖြစ်တဲ့လောဘကိုအကယ်၍မရှုနိုင်ဘူးမသိနိုင်ဘူးမထိန်းနိုင်ဘူးဆိုရင်လောဘမတရားကြီးလာလို့ရှိရင်ကိုယ်ကိုယ်တိုင်ကမတရားတာမမှန်တာကိုလွတ်မိတော့မယ်နော်အဲ့ဒီလိုလွတ်မိလို့ရှိရင်ကိုယ်ကိုယ်တိုင်လူမိုက်ဖြစ်ပြီတပည့်တော်လူမိုက်နဲ့မပေါင်းပါဘူးဖေဟာဒါပေမဲ့တပည့်တော်ကိုယ်တိုင်ကတော့လူမိုက်ပါပဲလို့ပြောရင်ဘယ်နှစ်နေမလဲ တဘာဝမကြတော့ဘူးကိုယ်စိတ်ထဲမှာကိုပဲလူမိုင်းထိဖို့အတွက်ရအတွက်အကြောင်းရင်းတွေကရှိနေပါတယ်အခုချိန်မှာ မကောင်းမှုကို မလုပ်ပဲနေတယ်ဆိုရင်နဲ့စိတ်ချရပြီလားစိတ်မချရသေးဘူးနော်တပြည့်တော်တို့မကောင်းမှုဒုစရိုက်မလုပ်ပါဘူးဆိုရင်တော့ဝမ်းတာပါတယ်ကောင်းလိုက်တာဒါပေမဲ့တကယ်လောဘဒေါသမောဟမာနဆိုတဲ့ဒီကိလေသာတွေလုံးလုံးကင်းပြီးသွားပြီလားဆိုတော့ မကင်းသေးဘူးမကင်းသေးဘူးဆိုတော့အကြောင်းရှိတဲ့အခါသူ့ကိုထကြွလိုက်ဘင်းနဲ့လုံမလဲမကောင်းမှုကို လုံမိမှာပဲအဲ့ဒီအန်ဒရယ်က အမေးရှိတယ်နော်မာနာကြီးလို့လည်းမဖြစ်ဘူး तू ကမဟုတ်တာလုံနေတယ်ငါကမဟုတ်တာမလုပ်ဘူးဒီလိုတွေးပြီးတော့ငါကသူ့ထက်ကောင်းတဲ့သူဆိုပြီးတော့နိုင်ရှင်ပြီးတော့တွေးလိုက်ုံနဲ့ပဲမာနာဖြစ်သွားမယ်ဘဝများစွာတန်တရားအရွယ်ကြီးမှာ မကောင်းမှုအကုသူတွေကို မလုတ်ခဲ့တဲ့သူရဲ့လို့တကယ်တော့တယောက်မှမရှိဘူးနောက်ထပ်ဘဝဒီမှာမကောင်းမှုဒူးစရိုက်တို့ဘယ်တော့မှမလုတ်ဖူးတော့ဘူးလို့ကိုကုတ်ကိုပြောရဲသလားပြောမရဲဘူးအာတိဝနာချဘာလာနန် လူမိုင်းနဲ့မပေါင်းဖော်ခြင်းပြင်ပလူမိုင်းနဲ့မပေါင်းဘူးလိုအပ်တယ်လို့အသွေးမှာကိုယ်စိတ်မှာရှိနေလောဘတို့ဒေါသတို့နဲ့လေအပေါင်းအသင်းလုတ်ချင်လို့မဖြစ်ဘူး အဲ့ဒီလိုတတိနဲ့ချိဖို့တိဖို့လိုအပ်တယ်ဆိုတော့ဘုန်းကြီးကမင်္ဂလတုံးနဲ့မဟာတတိပဌာနာတုပ်ဆိုပြီးတော့နှစ်ခုကိုတွဲပြီးတော့စဉ်းစားတယ်အခုနောက်စကားကိုပြန်စဉ်းစားကြည့်ပြင်ပလူမိုက်ကကိုယ့်ကိုတခါတလေဒုက္ခပေးနိုင်တယ်အတွင်းမှဖြစ်တတ်တဲ့ကိလေသာကတော့အချိန်မီဒုက္ခပေးနိုင်တယ်သူကကိုနဲ့သွားလိုက်ရမှာပါမှာကို ပြင်ပလူမိုက်ကသွားလိုက်ရမှာကိုအနောက်ကိုမလိုက်နိုင်ဘူးကိုစိတ်ထဲမှာဖြစ်တတ်တဲ့ကိလေသာလေးကကိုပဲသွားသွာ ိုနဲ့အတူတူပါနေမှာပဲဒါကြောင့်အသွေးမှဖြစ်တတ်တဲ့မကောင်းတဲ့စိတ်တွေကိုတတိထားဖို့မျက်ခြေအပြတ်မခံဖို့ဟာပိုအရေးကြီးပါတယ်